တ်များအားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များအတွက်သုတရတမျိုးစုံကိုပေးဆွနိုင်မယ့်စိတ်ဝင်စားဖွယ်ရာဗဟုသုတရဖွယ်ရာပွဲခန္ဓာမျိုးကိုရိုက်ကူးတင်ဆက်ပေးနေတဲ့ရန်ကုန်မြင်ကွင်းကျအစီအစဉ်ကိုတင်ဆက်ပေးတော့မှာပါ။ဒီကနေ့မှာဆိုလို့ရှိရင်တော့ Black Magic Design ရဲ့ Video နီးပညာစံသင်မှုအလုပ်ရုံဆွေးနွေးပွဲခန္ဓာကိုပရိသတ်များအတွက်ရိုက်ကူးတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ဒီနေ့ပွဲခန္ဓာကိုရိုက်ကူးတင်ဆက်ပေးဖို့အတွက်မမုန်းနဲ့တူတူ MRT4 အဖွဲ့သားတွေအားလုံးဟာအခုဆိုလို့ရှိရင်တော့ပြည်သူ့ရင်မြင်ထဲမှာရှိတဲ့ရန်ကုန် Gallery ကိုရောက်ရှိနေကြပြီပဲဖြစ်ပါရဲ့ရှင်။ဒီကနေ့အခမ်းအနားရဲ့ပွဲအကြောင်းအရာတွေနဲ့တူတူပွဲမှာဘယ်လိုမျိုးပ ွဲမြင်ကွင်းတွေကိုမြင်တွေ့ရမယ်ဆိုတာကိုတော့ပြည်သူများအားလုံးကလည်းဆက်လက်ပြီးအောင်မှလိုက်ပါကြည့်ရှုပေးကြဖို့အတွက်ဖိတ်ခေါ်လိုက်ပါရရှင်။ က်မက်ဂျစ်ဒီဇိုင်းရဲ့ဗီဒီယိုနည်းပညာစံသစ်မှုအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကိုတော့ဖိတ်ကြားထားသောအထူးဧည့်သည်တော်များ Black Magic Design ရဲ့ Rare Customer များဗီဒီယိုနည်းပညာကို စိတ်ပါဝင်စားသူများနဲ့စာနယ်ဇင်းမီဒီယာမှတာဝန်ရှိသူများစုံစုံလင်လင်တက်ရောက်ခဲ့ကြပါတယ် ခမ်းအနားစတင်ချိန်မှာတော့ SSHD Solution မှ Managing Director ကိုစံမြို့အောင်ကအဖွဲ့နှကုံးဆက်စကားပြောကြားပေးခဲ့ပါတယ်။အင်းနောက်မှာတော့ Black Magic Design Asia မှာ Director Mr. Richard Lin က Black Magic ရဲ့ဤပညာတွေနဲ့ Black Magic Products တွေကို မိတ်ဆက်ပြသပေးခဲ့ပြီး Black Magic Design Professional Camera များနဲ့ရိုက်ကူးထားတဲ့ကြော်ညာများ Music Video များ ဘူဗီထရေလာများကိုပြသပေးခဲ့ပါတယ် Black Magic Design Asia မှာ Rider Mr. Richard Ling နဲ့လည်းအခုလိုပဲတွေ့ဆုံမေးမြန်းပြခဲ့ပါရရှင်။ Hello မင်္ဂလာပါ။ Yeah အမင်္ဂလာပါ။ Hello ။ Okay ပါပထမဆုံးအနေနဲ့ကြတော့ဒီကနေ့ပွဲခန်းနာမှာအခုအနေနဲ့ဆွေးနွေးသွားမယ့်အကြံအရာတွေနဲ့ပတ်သက်ပြီးတော့လည်းပြပြပေးပါအောင်ရှင်။ Yeah, um, they are asking about the how are you going to present about the blackening design technology in this event? Oh, uh, so we are going to show uh, in pictures and visually uh, who Black Magic Design is, uh, what we do, uh, what kind of company we are, and uh, who our customers are, and what can they do. And we also have invited a filmmaker. to come and do his uh, sharing with the Myanmar people on how he has used our product to shoot uh, his film. Um သူတို့ကဒီလိုလာတဲ့အခါမှာဘာလို့သူတို့ဒီ blank design အနေနဲ့ဒီမြန်မာနိုင်ငံမှာဘယ်လိုကူညီပြီးတော့အာသူတို့ရဲ့ product ကိုလည်းပြရင်းနေပေါ့နော်ဒီမြန်မာနိုင်ငံကဒီ filmmaker ဥစ္စာတွေကသူတို့ဒီຢာတွေကိုသုံးပြီးတော့ဘယ်လို shoot လုပ်ရမလဲပြီးတော့သူတို့တွေကနေပြီးတော့သူတို့သုံးခဲ့ပြီးရဲ့ experience တွေကိုဒီမှာ sharing လုပ်ဖို့ပေါ့နော်ဒီမှာ discuss လုပ်ဖို့

Uh, after that, uh, I think we will continue to invest in making in activities in Myanmar to transfer and share our know how with the industry here. um အခုတို့တို့ကပေါ့နော်ဒီတို့ရဲ့ technology ကိုဒီမှာလာပြီးတော့ sharing လုပ်မှာပေါ့နော်ပြီးတို့ကတို့ဒီ technology နဲ့ပတ်သက်ပြီးတော့တို့ဒီမှာအာဘယ်လိုတိုးတက်အောင်လုပ်ပြရမလဲဆိုတော့နားလဲရအောင်အရင်လုပ်မှာပေါ့နော်အဲ့ဒါပြီးွားရဲ့ဆိုရင်တော့တို့ဒီဥစ္စာမှာ ဒီဘယ်လိုတိုးတက်အောင်လုပ်ရမလဲဘာတွေဟိုသူတို့ technology နဲ့ပတ်သက်ပြီးတော့ဘောနော်အကုန်လုံး sharing လုပ်သွားမယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်အခုလက်ရှိမှာရိုက်ကူးထုတ်လွှင့်နေရပေါ့နော်ဒီနီးပညာပိုင်းဆိုင်ရာတွေဗီဒီယိုတက်ကနစ်တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဝေဖန်အကြံပြုပေးပါအောင်ရှင် um what is your comment about the current technology and the videos and movies in this industry in Myanmar uh i think that uh Myanmar is a growing industry where there are a lot of uh Firm makers that uh, uh, some of them are very professional, uh, some of them are learning how to become a filmmaker. I think it's an industry that is growing. Uh, and what we want to do was to bring technology that benefit these people to share with them how they can use technology to tell their story better. 嗯，都是你要你妈那眼啊，无咯，都对你那眼的苦。<laughs> တို့တွေ့တယ်တွေ့ရှိရတယ်ပေါ့နော်ပြီးတော့သူဒီ flamingery ကလည်းအများကြီးရှိတဲ့ထဲမှာတချို့ကလည်းအာဒီစူးစမ်းနေကြတယ်ပေါ့နော်တချို့ကလည်းဒီ technology တွေအကုန်လုံးလေ့လာနေကြတယ်ပေါ့အဲ့တော့ဒီဥစ္စာမှာသူတို့ကဒီ development မှာပေါ့နော်ဒီ technology ကိုထောက်ပံ့ပေးပြီးတော့ပေါ့နော်ဒီ development အတွက်ကိုလှုပ်ဆောင်သွားမယ်ပေါ့နော်ဒီနောက်ပိုင်းမှာလည်းဒီဟာတဖြည်းဖြည်း develop ဖြစ်မှာလည်းသူတို့မြင်မြင်နေပေါ့နော်အဲ့ဒီနောက်မှာတော့ trader ကိုမမောင်သားမြင့်က လက်မက်ချစ်ဒီဇိုင်းရဲ့ professional camera ကိုအသုံးပြုတဲ့ user တဝအနေနဲ့ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ကြက်လက်ကောင်းတွေကိုဝေမျှပေးခဲ့ပြီးသူကိုယ်တိုင် Blackmagic Design Professional Camera နဲ့ပုံဖော်ရိုက်ကူးခဲ့တဲ့ကြော်ညာများ music video များ short story များကိုလည်းပြသပေးခဲ့ပါတယ်။ Black Magic Design ရဲ့ Video နည်းပညာစံသစ်မှုအလုံးယုံဆွေးနွေးပွဲကိုကျင်းပရတဲ့ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး SSHD Solution ရဲ့ Managing Director ကိုစံမြို့အောင်နဲ့လည်းအခုလိုပဲတွေ့ဆုံမေးမြန်းပြခဲ့ပါရရှင်။အကောင်ဝင်မင်္ဂလာပါ။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ။ ဟုတ်ကဲ့ပါရှင်ပထမအဆုံးအနေနဲ့ဒီကနေ့ကျင်းပပြုလုပ်တဲ့ Black Magic Design ရဲ့ဤပညာစံသစ်မှုတွေနဲ့ပတ်သက်ပြီးတော့ဒီကနေ့မှာဆိုလို့ရှိရင်အလုံးအဆွေးနွေးပွဲကျင်းပပြုလုပ်တယ်ဆိုတော့ဒီကနေ့အခမ်းအနားကိုကျင်းပရခြင်းရည်ရွယ်ချက်တည်းရဲ့နောက်ပြီးတော့ဒီကနေ့အခမ်းအနားကိုဘယ်လိုစိတ်ကူးတွေနဲ့အကောင့်တွေဖော်ပြခဲ့ရလဲဆိုတာကိုလည်းပြပြပေးပါအောင်ရှင် ဟုတ်ကဲ့ကျွန်တော်တို့ဒီ SSH solution ရပါတော့ဒီ preliminary design နဲ့ပူးပေါင်းပြီးတော့ဒီလိုပွဲလောက်တာတာဆိုနှစ်ချိန်မြောက်ပေါ့နော်အာ2014ကျွန်တော်ကျွန်တော်ဒီချိန်လောက်တယ်ပေါ့နော်ဒီဒုတိယချိန်ပေါ့နော်အာဒီ preliminary design ကဒီအခုဆိုရင်မြန်မာရုပ်ရှင်လောကမှာအသုံးပြုနေတဲ့ကင်မရာတော်တော်များများရဲ့ကလည်း deployment design ကင်မရာတွေအသုံးပြုအသုံးပြုလာကြတယ်အဲ့ဒါပြင်ရုပ်သံလုပ်ငန်းတွေမှာလည်း preliminary ပစ္စည်းတွေကို ုံးလာကြရယ်ပေါ့နော်အဲခါကျတော့တုံးနေချက်ချက်သုံးလာကြရတော့ကျွန်တော်တို့ကဒီ black magic design ရဲ့အခုတက်ထွက်မဲ့နည်းပညာတွေအခုတက်တက်လာမဲ့နည်းပညာအစ်စ်တွေရောဒီမှာဘယ်လိုအသုံးပြုလို့ရမယ်အကြောင်းနည်းဒီသူတို့ရထွက်လာတဲ့ကင်မရာအစ်စ်တွေကိုဒီမှာ center ခွင့်ရဖို့တက်ကိုပေါ့နော်ဒီလိုပွဲမျိုးကိုလုံဆောင်ပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီကနေ့အခမ်းအနားမှာဆိုလို့ရှင်ပအဝင်ဆွေးနွေးသွားမယ့်အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လည်းပြပြပေးပါအောင်ရှင် ဟုတ်ကဲ့အမ်ဒီနေ့ခန်းသမားမှာတော့ကျွန်တော်တို့ကဒီနှစ်ပိုင်းခွဲထားတာပေါ့နော်သူကဒီရုပ်တံထုတ်လွှင့်ခြင်းပစ္စည်းအနေနဲ့ရောဒီ live event တွေပေါ့နော်ပွဲတွေမှာတိုက်ထုတ်လွှင့်ဖို့ပစ္စည်းအနေနဲ့ရောအဲ့ဒါကပြတ်သားသွားမှာတခုရှိတယ်ကျွန်တော်တို့ကနောက်တစ်ခုအနေနဲ့ရောဒီအမ်ရုပ်ရှင်လုပ်ငန်းနဲ့အဲ့လိုမျိုးနဲ့ documentary တို့ပေါ့အမှတ်တမ်းရုပ်ရှင်တွေပေါ့မှာတုံးတဲ့ကင်မရာမျိုးစားတွေပေါ့ပေါ့နော်အားလုံးကိုလည်းဒီမှာလက်တွေ့ဆက်နေပြသွားပါမယ် အဲ့ဒါပြီးတော့ magic ကနေလဲသူတို့ရဲ့နောက်ထွက်မဲ့ technology တွေနဲ့အခုလက်ရှိ technology ကောင်းလဲအကုန်လုံးရှင်းပြရှင်းလင်းပြတာပါမယ်ပေါ့နော်ဟုတ် professional camera များ DaVinci Resolve နဲ့ Fusion software များ ATEM Live Production switcher များ Dix recorder များ broadcast converter များ video monitoring audio monitoring multi view စတဲ့စက်ပစ္စည်းတွေကတော့ video နည်းပညာစမ်းသပ်မှုများနဲ့တီထွင်ဖန်တီးထားတဲ့ black magic design ရဲ့ products တွေပဲဖြစ်ပါတယ် Black Magic Design ရဲ့ဗီဒီယိုနည်းပညာစမ်းသပ်မှုအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကိုတက်ရောက်လာခဲ့တဲ့ Miracle Post Media Production ရဲ့ CEO ကိုဝနာကျော်ရဲ့စကားသံတွေကတော့ အကိုရေမင်္ဂလာပါ။ဟောမင်္ဂလာပါခင်ဗျ။ဟုတ်ကဲ့ပါရှင်ဒီကနေ့ကျင်းပပြုလုပ်တဲ့ Black Magic Design ရဲ့နည်းပညာစံသင်မှုအလုံးစုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့အခုဘလို့ဆက်သွယ်တက်ရောက်ဖြစ်ခဲ့လဲဆိုတာကိုလည်းပြပြပေးပါအောင်ရှင်။ဒီ Black Magic ကိုဒီမြန်မာပြည်ဒီလာယူထားတဲ့ SSHD Solution ကနေပြီးတော့ဒီလိုပွဲမျိုးတွေလုပ်လို့ရှင် ကျွန်တော်တို့ဒီရုပ်ရှင်ဗီဒီယို media လောကကိုဖိတ်စာတွေပို့ပါရခင်ဗျ။ဟုတ်ကျွန်တော်စီလည်းဖိတ်စာရောက်ပါရခင်ဗျ။ ဟုတ်ကဲ့ပါရှင်အခုလက်ရှိမှာတာဝန်ယူပြီးတော့လှုပ်ဆောင်နေရတဲ့လုပ်ငန်းရှင်တွေနဲ့ပတ်သက်ပြီးတော့လည်းပြောပြပေးပါအောင်ရှင်ဟုတ်ဟောအခုကအာ TV commercial director ပါဟောဒီ Miracle Post ဆိုတဲ့လုပ်ငန်းထူထောင်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်အနာဂတ်မှာတိုးတက်ဖွံ့ဖြိုးလာမယ့်ဒီ video technique တွေနဲ့ပတ်သက်ပြီးတော့ဗောနောအခုရဲ့မျှော်လင့်ချက်ရောင်ချီကိုလည်းပြောပြပေးပါအောင်ရှင်ဒီ video လောကပေါ့လေ video လောကဆိုတာ professional industry ပေါ့လေအဲ့ theme ဒီ ဓိကတော့ black magic ကသူကမြန်မြန်ဆန်ဆန်လေးနေရာယူလိုက်တာပေါ့။ဘာကြောင့်လဲဆိုတော့သူကနီးပညာမြင့်တယ်ပြီးတော့ဈေးနှုန်းတက်တာတယ်လူတိုင်းသုံးလို့ရတယ်ပေါ့လေ။ဒီရုပ်ရှင်ရိုက်တဲ့ကင်မရာကြီးတွေတောင်မှလူတိုင်းဝယ်နိုင်တဲ့ဈေးမျိုးနဲ့ပေါ့နော်။သူကဝင်လာတဲ့အတွက်ကျွန်တော်တို့အဓိကအတိအသာဆုံးကတော့ဒီမြန်မာရုပ်ရှင်လောကကလွန်ခဲ့တဲ့2နှစ်လောက်ကကျွန်တော်တို့ digital platform ကိုတက်မယ်လို့အားလုံးဆုံးဖြတ်ပြီးတော့အတီးပြုတ်ခဲ့ပြီးတဲ့နောက်ပိုင်းပေါ့လေ။မြန်မာရုပ်ရှင်က ဆယ်ကားမှာခုနှစ်ကားရှစ်ကားလောက်ကဒီ black magic camera နဲ့ရိုက်တာကိုတွေ့ရတယ်လက်ရှိအခြေအနေမှာလည်းယုံတင်ထားတဲ့ရုပ်ရှင်တွေက black magic camera နဲ့ရိုက်တာအများဆုံးဖြစ်တာကိုကျွန်တော်တို့တွေ့ရတယ်ဗောလीနောက်တော့ camera တစ်ခုတည်းမကောက်ဘူးဗောလीဒီ post production နဲ့ပတ်သက်တဲ့ equipment တွေဒီ live production နဲ့ပတ်သက်တာတွေအများကြီးဗော monitor တွေ sound ပစ္စည်းတွေဆိုတော့အများကြီးထုတ်လုပ်တာဖြစ်တဲ့အတွက်သူက ဒီရုပ်တံလောကရဲ့နေရာစုံကိုမြန်မြန်ဆန်ဆန်ဝင်ရောက်နေရာယူနိုင်တော့တွေ့ရတယ်ခင်ဗျာပရိသတ်များရှင်အခုဆိုရင်တော့တိုးတက်ပြောင်းလဲခင်မိလာတဲ့ခေတ်ကြီးတွေမှာနိုင်ငံတကာနဲ့ရင်မောင်းတန်းနိုင်ဖို့အတွက် ခင်မီနီးပညာစနစ်တွေနဲ့စမ်းသစ်တီထွင်ထားတဲ့ Black Magic Design ရဲ့ဗီဒီယိုနီးပညာစမ်းသစ်မှုအလို့ယုံဆွေးနွေးပွဲရန်ကုန်2016အခမ်းအနားကိုတင်ဆက်ပေးခဲ့ပြီးပဲဖြစ်ပါရဲ့ရှင်။ကြီးစုအားပေးခဲ့ကြတဲ့ပရိသတ်တို့တယောက်ချင်းစီကိုလည်းကျေးဇူးတူပဲတင်ရှိပါရဲ့ရှင်။ပရိသတ်များအားလုံးလည်းတာယာဖြောင်ပြူးတဲ့ဘွားကီးလန်းကိုရှောင်လန်းနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရဲ့ရှင်။